။ AK တိုင်းအတွက် front back ကတောင်းဆိုနေတဲ့ပေါင်84တန်းကမတန်ဘူးလို့ Chelsea ယူဆနေ။ပရိသတ်များလုံးပဲမိင်္ဂလာများ Blue Lion King ကနေပြန်လဲကြိုးလိုက်ပါရီ။ Chelsea အသင်းကတော့ front back တိုင်းစစ်မှု AK တိုင်းကိုခေါ်ယူခြင်းနေပေမဲ့ front back ကတောင်းဆိုရဲ့ပြောင်းရွှေ့ခြင်းကိုပေးချေဖို့အတွက်ကတော့ဆန္ဒမရှိဘူးဖြစ်နေပါရီ။အကီတိုက်ကထိတန်းစင်စွမ်းဆောင်တွေကိုပြသထားနိုင်တဲ့တိုက်စစ်မှုတယောက်ဖြစ်ပါတယ်။ဒါပေမဲ့ front back ကအကီတိုက်ရဲ့ပြောင်းရွှေ့ခြင်းကိုပေါင်84တန်းနဲ့တောင်းဆိုနေပါတယ်။အကီတိုက်ကကစားမကောင်းတူဖြစ်ပေမဲ့လည်းဒီလောက်အထိမြန်မာရဲ့ပြောင်းရွှေ့ခြင်းမျိုးနဲ့တော့ ထိုက်တန်မှုလုံးဝမရှိဘူးလို့ယူဆထားပါတယ်။ဒီနေ့ကိုခေါ်ယူထားပြီဖြစ်ပေမဲ့ချဲစီကဒေါ်နာမီတိုင်းစစ်မှုတရားကိုထက်မှန်ခေါ်ယူသွားဖို့စဉ်းစားထားတာကြောင့် AK တိုက်ကိုချင်းကဲမှုတွေပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။မာရက်စကာကလည်း AK တိုက်ကချဲစီတင်းရဲ့တိုင်းစစ်ကိုဥဆောင်ကစားပေးနိုင်မယ့်ကစားမတူအဖြစ်ရှုမြင်ထားတဲ့အကြောင်းတော့ဗိုလ်လေးတို့ကိုပြောကြားထားပြီဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ချဲစီက AK တိုက်ကိုခေါ်ယူနိုင်ဖို့အတွက် Frank Van နဲ့ပြောဆိုဆွေးနွေးမှုတချို့ရှိနေပေမဲ့အသေးအတန်ကြီးစူးစမ်းဖို့တော့အစီအစဉ်ရှိပါဘူး။ ်ချဲစီတင်ဟာသူရဲ့ဖျားဆုကမရောဘတ်ဆန်ချက်ကိုရောင်းထုတ်သွားပြီးနောက်ထပ်ကုသမတူးကိုခေါ်ယူသွားဖို့စဉ်းစားထားပါတယ်။လက်ရှိချိန်မှာမာရက်စကာရဲ့စိတ်ကြိုက်ကုသမက AC Milan ကုသမ Mike Mike Gannon ဖြစ်တယ်လို့သိရပါတယ်။ မိုင်ကနန်ကိုခေါ်ယူသွားဖို့အတွက်ချဲစီက AC မီလန်အသင်းထံကမ်းလှမ်းမှုတွေပြုလုပ်ထားပြီးအချိန်တွေကလည်းတော်တော်လေးထိရောက်မှုရှိနေပါတယ်။မိုင်ကနန်က AC နဲ့စာရုပ်တံတန်းတစ်နှစ်သာကြံရှိတော့တာဖြစ်လို့ AC ဘက်ကလည်းရောင်းထုတ်သွားဖို့ပြင်ဆင်နေပါတယ်။ဒီကြားထဲမှာစာရုပ်တံတန်းထက်တိုးဖို့သဘောတူညီချက်များရှိသေးတာကြောင့်ဖြစ်ပါတယ်။ချဲစီကလည်းရှိအချိန်မှာမိုင်ကနန်အတွက်ကနဟူးပြောင်းရွှေ့ခြေပေါင်တန်း20ပြန်အပိုစုခြေဆိုတဲ့ပုံစံမျိုးနဲ့ AC မီလန်အသင်းထံကမ်းလှမ်းမှုတွေပြုလုပ်ထားပါတယ်။မိုင်ကနန်ရဲ့လက်စွမ်းကိုပြင်သစ်အသင်းရဲ့ပွဲအစဉ်တွေမှာကြီးရှုအခဲဖြစ်နိုင်ပါတယ်။